ျွန်တော်မြန်မာလူမျိုးတွေဒီအသက်ဆုံးရှုံးစေတဲ့အဓိကတရားခံတွေထဲမှာကြောက်ကရောဂါလည်းအပါဝင်ပေါ့အသက်မဆုံးရှုံးခင်မှာလည်းတတော်လေးကိုခံစားရတဲ့ဝေဒနာတစ်ခုပဲအဲ့တော့ကြောက်ကရောဂါဖြစ်ပြီဆိုရင်လူတော်တော်များများကမခံနိုင်ဘူးမောတယ်တကူလုံးကိုဖောရောင်တယ်တွေးအားတွေနှဲလာတယ်ဒါမျိုးတွေကတတော်လေးကိုခံစားရတဲ့အထင်မှာပါတော့ဗောနော်အဲ့တော့ကျွန်တော်ဆိုရင်လည်းဒါကြောက်ကလူနာရင်းနဲ့နှစ်ပေါင်းများစွာကြာအောင်နေပြီးတော့စိတ်ကူတမှုတွေပြီးခဲ့တာမျိုးတွေရှိရပါတော့ အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာတော့ကြောက်ကက်ထိခိုက်စေတဲ့အင်္ဂလိပ်ဆေးဝါးငါမျိုးချောင်းကိုတေချာလေးပြပြစစုံပြောပြပေးမယ်အဲ့တော့ဒီဗီဒီယိုထဲမှာပြောထားတဲ့အကြောင်းအရာတွေကဒီ2025မှာနောက်ဆုံးတွေ့ရှိထားတဲ့အချက်အလက်တွေကိုမူတည်ပြီးတော့ပြောပြထားတာဖြစ်တဲ့အကြောင်းမလို့ဗီဒီယိုကိုအဆုံးထိကြည့်စေချင်ပါတယ်ကြောက်ကက်ကကျွန်တော်ခန္ဓာကိုယ်ထရက်တော်တော်လေးကိုအရေးကြီးတဲ့ အင်္ဂါအစိမ့်ပိုင်းတစ်ခုပေါ့နော်ကျွန်တော်ကြောက်ကက်မရှိရင်ကျွန်တော်လုံအောင်အသက်ရှင်လို့မရဘူးကျွန်တော်ခန္ဓာကိုယ်ထဲမှာအုံနှောင်းရှိတယ်နှလုံးရှိတယ်အဆုတ်ရှိတယ်ဒီလိုပဲကြောက်ကက်မရှိဘဲနဲ့ကျွန်တော်တို့ကအသက်ရှင်ရက်တိဖို့ကမလွယ်ဘူးပေါ့နော်ကြောက်ကက်ကပုံမှန်ဆိုရင်တော့ကျွန်တော်ခန္ဓာကိုယ်ထဲမှာဘယ်တစ်ခုညာတစ်ခုရှိရယ်ပေါ့နော်အဲ့တော့တခါလေချားရင်ကြားတော့ကြာဘူးကြားလိမ့်မယ်ကြောက်ကက်အစားထိုးတဲ့ခါချားရင်လူကောင်းတယောက်အနေနဲ့ဒီသူ့ရဲ့ တလုံးကိုတခြားလူကိုတွားပြီးတော့လှူလို့ရတယ်ပေါ့နော်။ကြောက်ကရဲ့အလုတ်ကသူကပထမဆုံးအနေနဲ့ဒီတွေးထဲမှာရှိတဲ့အညစ်အကြေးတွေမကောင်းတဲ့ဓာတ်ပစ္စည်းတွေကိုသူကစွန့်ထုတ်ပေးတယ်ပေါ့နော်။ဒုတိယအနေနဲ့ခါကျတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီရေဓာတ်တွေ၊စားဓာတ်တွေ၊ဓာတ်တက်တူတွေကိုတွားပြီးတော့ထိန်းညှိပေးတယ်ပေါ့နော်။ဒီအရာတွေကိုပိုလာတွေကိုစွန့်ထုတ်တယ်၊လိုလာတွေကိုပြန်ပြီးတော့စုပ်ယူတယ်ပေါ့နော်။ဒီလိုမျိုးအလုတ်လုတ်ပေးတယ်။တတိယအနေနဲ့ခါကျတော့ဒီကြောက်ကထဲကနေပြီးတော့တွေးဖိအားခန္ဓာကိုယ်ထဲမှာရှိတဲ့တွေး ဖိအားပေါ့နော် pressure blood pressure ကိုထိန်းချပေးတဲ့ဟော်မုန်းတွေကိုထုတ်ပေးတယ်ပေါ့နော်နောက်ပြီးတော့ vitamin D ကိုလည်း active ဖြစ်အောင်ပုံစံပြောင်းပြီးတဲ့အတွက်ကြောင့်မလို့ဒီအယိုးကျမ်းမကြီးအတွက်လည်းကြောက်ကကအရေးကြီးရယ်ပေါ့နော်ခနာကိုမှာဒီကြောက်ကကတရက်ကိုဒီတွေးဂါလန်60လောက်အထိကိုစက်ထုတ်ပေးနေတာပေါ့နော်ဒီဂါလန်60ကခနာကိုပြင်ပအောင်ထွက်သွားတာမဟုတ်ဘူးဒီခနာကိုထဲကိုပဲပြန်ရောက်သွားတာပေါ့နော်ဒီတွေးထဲမှာပါတဲ့အညစ်အကြေးတွေကိုတွေးလက်ပတ်မှုဂါလန်60လောက်အတွင်းမှာအညစ်အကြေးတွေကိုဆွတ်ထုတ်ပေးတဲ့တဘောပေါ့နော်အဲ့ဒါကြောင့်မလို့စီးကလည်းတရက်ကိုဒီရေတောက်တဲ့ပုံစံမှာမူတည်ပြီးတော့ကြောက်ကကောင်းနေဆိုရင်တရက်ကို1လီတာကနေ2လီတာလောက်အထိ ထုတ်တယ်ပေါ့နော်နောက်ပြီးအရေးကြီးတဲ့အချက်တစ်ခုကကြောက်ကက်ထိတာက90ရာခိုင်နှုန်းလောက်ပျက်စီးတဲ့အခြေအနေကြမှာပဲသူကယောဂလက္ခဏာပြပြင်းတထန်ဆိုးဝါးခံစားရတာပေါ့နော်တခါလေကြရင်တချို့လက္ခဏာတွေကကြောက်ကက်လုံးဝပျက်စီးသွားမှာပဲကျွန်တော်ကတိတာဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားတယ်ကြောက်ကက်လုံးဝမပျက်စီးခင်မှာတိလို့ရနိုင်တဲ့ယောဂလက္ခဏာတွေအကြောင်းကိုတင်ပြပြရရှိအဲ့ဒီဗီဒီယိုကိုကြည့်ရတဲ့ရင်တွားကြည့်လိုက်ပါနော်အဲ့တော့90ရာခိုင်နှုန်းပျက်စီးမှာပဲကျွန်တော်တို့ကြောက်ကက်က ရောဂါလက္ခဏာတွေစုစုပေါင်းပေါင်းစတင်ပြတတ်တော့ဗောနော်ဒါကြောင့်မလို့သူ့ကိုလည်း silent killer ဗောနော်တိတ်တဆိတ်လူတက်တမှာဒီလိုမျိုးခေါ်ကြတယ်ကြောက်ကတိစီနိုင်တဲ့ဆေးဝါး၅မျိုးကိုကျွန်တော်ဒီမှာပြောမယ်။အဲ့ဒီမှာမှာနံပါတ်၁ကတော့အကိုက်ခဲပြောက်ဆေးတွေ NSCI ကြီးပေါ့နော်။အကိုက်ခဲပြောက်ဆေးကတော့အမျိုးအစားအများကြီးရှိတယ်။ကျွန်တော်တို့တော်တော်များများသိကြတာပါရာစီတမောပေါ့နော်။တကယ်တမ်းကတော့ပါရာစီတမောကအကိုက်ခဲပြောက်ဆေးဆိုတာထက်အဖျားကျဆေးခေါင်းဆေးအောက်မှာပါတယ်။ ရိုးရိုးတာမန်အကြိုက်ခဲတွေကိုတော့တတ်တာစီနိုင်တယ်ဆိုပေမဲ့ပါရာစီတမောရဲ့အဓိကလှုပ်ဆောင်ချက်ကအပြားချဖို့အတွက်ပေါ့နော်ကျွန်တော်မြန်မာလူမျိုးတော်တော်များများကအကြိုက်ခဲပြောက်စီတွေကိုမကြောက်မရွတ်ပဲနဲ့ကိုရဆိုင်ကနေတောင်မှအလွယ်တကူဝယ်တောက်နေကြတာမျိုးတွေရှိရပေါ့နော်အဲ့ဒီထဲကတချို့ဆေးဆိုရင်ကြောက်ကပ်ကိုအရန်ထိခိုက်စေနိုင်တဲ့ဆေးဝါးတွေတောင်ပါတာပေါ့နော်ဒီအကြိုက်ခဲပြောက်စီတွေကဘာဖြစ်စီလဲဆိုတော့ကြောက်ကပ်မှာရှိတဲ့ဒီ prostaglandin ဆိုတဲ့ဒီ protein ဓာတ်တမျိုးကိုတွားပြီးတော့ ပိတ်ဆို့လိုက်တာပေါ့နော်ပိတ်ဆို့လိုက်တဲ့ခါကျရင်တွေးကြောတွေကကျင်းကုန်တယ်ကြောက်ကတွေးကြောကျင်းရင်ကြောက်ကစီကိုတွေးကြောတွေးလေပတ်မှုတွေကရော့ကြပါတယ်အဲ့ဒီကနေတစင်ဒီကြောက်ကပြက်စည်းတာမျိုးတွေဖြစ်လာစေတယ်ပေါ့နော်ပြီးရင်ရေဓာတ်နဲ့စားဓာတ်ထိန်းကြီးတာတွေကိုလည်းအနှောင့်အယှက်ဖြစ်စေပြီးတော့ရေနဲ့ဆိုဒီယမ်ဓာတ်တွေကခန္ဓာကိုယ်ထဲမှာစုပုံလာတယ်အဲ့ဒီကနေပြီးတော့မျက်နှာကြီးကဖောလာတယ် ဘိုက်မှာရေဖြင်းဆွဲလာတယ်ခြေလက်တွေဖောရောင်လာတာဒါမျိုးတွေဖြစ်လာတာပေါ့နော်ဒါကအကြိုက်ခဲပျောက်စီးကြောင်းကြောက်ကတ်ဘလို့ထိလဲဆိုတာပြောတာဒါခါလေးကြရင်လဲကြောက်ကတ်ရောင်စီတဲ့အထင်မှလဲပါတာပေါ့နော်ဒီအကြိုက်ခဲပျောက်စီးတဲ့အထင်မှမှာဗာမျိုးစားရရှိလဲဆိုရင် ibuprofen တို့ diclofenac တို့ naproxen တို့နော် ibuprofen ဆိုရင်လဲဒီလိုမျိုးဆေးတွေပေါ့နော်ဒါမြင်တော့မြင်ဘူးကြလိမ့်မယ်အဲဒီလိုမျိုးဆေးတွေရှိတယ်ဒါ ibuprofen ပြီးရင် diclofenac diclofenac ဆိုတာဒီလိုမျိုးဆေးအဝါလေးတွေမြင်ဘူးကြလိမ့်မယ် နောက်တစ်ခုက net browsing net browsing ကကြတော့တချို့တွေတိတ်မြင်ဖို့ကမဟုတ်ဘူးเนาะဒါတချို့တွေကလည်းဒီတိုင်းဆွဲတောက်နေတာမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဒီဈေးတွေကကျွန်တော်တို့ခဏတော့ထိခိုက်စေတဲ့ဒီမှာပါတယ်အကယ်၍ဒါကိုကခြေတွေလက်တွေကိုက်ခဲတာရှိတယ်ဇက်ကြော်တွေတက်တယ်ခေါင်းတွေကိုက်တယ်အဲ့တော့အကြိုက်ခဲပြောက်စရာလဲနေ့တိုင်းတောင်းနေရတာကနေ့တိုင်းနေ့တိုင်းတောင်းနေရတာကတပတ်ထက်ကြော်လာပြီဆိုရင်တော့ စေယုံစီခတ်မှာဆီယောင်ဝင်နဲ့တေချာတိုင်ပင်ဖို့လိုတယ်။အခိုက်ခေပြောက်စီတို့နေ့စဉ်တောက်တာကဟိုတလားထက်ကြော်လာပြီဆိုရင်ကြောက်ကက်ကပျက်စီးနိုင်ချေရခိုင်လို့အရန်များပါပြီပေါ့နော်။ဒါကြောင့်မလို့တတိထားတဲ့နေပေါ့နော်။နောက်နံပါတ်2ကပဋိစီဝဆေးတွေပေါ့နော်။ antibiotic ဆိုတဲ့ပိုတက်ဆေးတွေပေါ့နော်။ဒီဆေးတွေထဲမှာမတချို့ amino glycoside တို့ vancomycin တို့ cholesterol တို့ဒီလိုမျိုးဆေးတွေကကျွန်တော်တို့ရဲ့ကြောက်ကက်ကိုတော်တော်လေးကိုထိခိုက်စေနိုင်တယ်။ဟို gentamicin ဆိုရင်လည်းဒီလိုမျိုး ဆေးတွေလာတာပေါ့နော်များတော့အပြင်ဂျန်တာမိုက်ဆင်ကထိုးဆေးနေနဲ့လာတယ်တချို့တွေကရိုးရိုးတမန်ဖြားတာနဲ့ဂျန်တာမိုက်ဆင်တလုံးလောက်တော့ထိုးတာမျိုးဒါမျိုးတွေကမလုံတဲ့နယ်ထဲမှာပါတယ်နောက်တစ်ခုကဗန်ကူမိုက်ဆင်ဒါကတော့များတော့အပြင်ဆေးရုံတွေမှာတုံးတဲ့ဆေးတွေပေါ့နော်ဒီဆေးတွေကိုမပေးခင်မှာဆရာဝန်တွေကကြောက်ကအခြေအနေကောင်းမကောင်းကိုလည်းအရင်စစ်ဆေးတတ်တယ်ပေါ့နော် တော့နောက်ကိုလက်စတင်ခါကျတော့ကျွန်တော်တို့တိတ်တော့မြင်ဘူးမှာမဟုတ်ဘူးဈေးရုံတိုင်းမှာလည်းတုံးဖို့မလွယ်ဘူးပေါ့နော်ဈေးလည်းကြီးတယ်ရှားလည်းရှားတယ်ပေါ့နော်အဲ့တော့ဒီပဏိစီဝါဈေးတွေကလည်းကြောက်ကက်အတွင်းထဲမှာရှိတယ်ဒီကြောက်ကက်အသားတွေကိုပြက်စီးစေနိုင်တယ်ကြောက်ကက်ရောင်စေနိုင်တယ်ဒီကနေ့စင်ကြောက်ကက်ကိုထိခိုက်စေနိုင်တယ်ပေါ့နော် နောက်တစ်ခုကတွေးကြစည်းတွေတွေးကြစည်းအထက်မှာမှ AC ရတော့ ARB တို့ဒီစည်းတွေကကြောက်ကောက်ဘယ်လိုဒီကိုက်စီနိုင်လဲဆိုတော့ငကိုကလေးကိုကကြောက်ကက်မှာ RAS လို့ခေါ်တဲ့ဒီကြောက်ကက်တွေးကြောချင်းနဲ့ယောဂါရှိတဲ့သူတွေဒါတွေကမွေးရပါတယ်ပေါ့နော်ကြောက်ကက်ကောင်းမကောင်းကိုအရင်ဆုံးစမ်းတက်ဆက်စီပြီးမှပဲ ဒီဈေးတွေကိုပေးရတာဗောနော် ACE ရိုင်းတို့ ARB တို့ကပေးရတာဗောနော်ဒါကြောင့်မလို့တချို့တွေကရှိတယ်ကိုကတွေးတိုးဖြစ်နေတယ်ဗောနော် online ကနေပြီးတော့ဟိုလူမေဒီလူမေနဲ့တွေးကြဈေးတွေရှောက်တောက်တဲ့အခါကျရင်ဒီဈေးတွေပါသွားရင်အဲ့ဒါဒုက္ခရောက်တတ်တယ်ဗောနော်အဲ့တော့ဒီဈေးတွေကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီလိုမျိုး analyst pre ဗောနော်ဒီလိုမျိုးငွေရောင်ကတ်လေးတွေလာတဲ့အဲများတော့အပြင်ကတော့ဒီအောက်မှာစာတန်းအတေးလေးနဲ့ရေးထားတာဗောနော် analyst pre ဗောနော် ဒီအပေါ်မှာရေးထားတဲ့နေရာတကယ်တမ်းကစေကုံမီနာမည်တွေပေါ့နော်အဲ့ဒီအောက်မှာရေးထားတာကမှ analyze စေရမူရင်းနာမည်ပေါ့နော်လိုစာတန်လည်းတူတူပဲဒါတချို့တွေတော်တော်များများလိုစာတန်ဆိုတာဘာလဲဆိုတာတီးကြတာပေါ့နော်အဲ့တော့လိုစာတန်ကလည်းကြောက်ကက်ကိုထိခိုက်စေနိုင်တဲ့အထင်မှာပါတယ်အထူးသဖြင့်ငကိုကလေးဟိုကကြောက်ကက်ယောဂရှိနေတဲ့အတူတွေအတွက်ဆိုရင်ပုံမှန်တယ်ပေါ့နော်အဲ့တော့ဒီစေးတွေကတွေးတိုးကြစေနေတဲ့တုံးတဲ့နှလုံးယောဂတွေမှာလည်းတုံးတယ်ဒါပေမဲ့ကိုကတာမွေးရပါကြောက်ကက်တွေးကြခြင်းယောဂတွေရှိတယ်ဆိုရင်တော့ဒီစေးတွေကရှောင်တဲ့နေပေါ့နော် ဒါကြောင့်မလို့ online ကနေသူများပြောတိုင်းဘေးအရာတငယ်ချင်းပြောတိုင်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအရင်နေပြောတိုင်းလဲတွေးတူကြစည်းဆိုပြီးတော့ရှောင်မတော့ပါနဲ့ဆရာဝန်နဲ့တခြားတိုင်းမီကိုယ်နဲ့ကန့်ညီတာတောက်ဖို့လိုတယ်ပေါ့နော်။ Okay နောက်တစ်ခုကတော့ chemo ပေါ့နော်။ဓာတုကုထုံဆေးတွေဒါတွေခါကြတော့ကျွန်တော်မြင်နေကြဆေးတွေမဟုတ်ဘူး။ cisplatin တို့ methotrexate တို့ဒီနေရာမှာဒီ methotrexate ဆိုတဲ့ဆေးဆိုရင်တော့တချို့တွေတိကောင်းတိလိမ့်မယ်။ဒါကသွေးလေးဖက်နာတွေမှာလည်း methotrexate တွေကိုတုံးတယ်ပေါ့နော်။အဲ့တော့ဒီဆေးတွေကကင်ဆာကုတာတဲ့နေရာမှာတော့အဓိကထားပြီးတော့တုံးတယ်။ ဲ့ဒီကနေတစဉ်ကြောက်ကပ်ပျက်စီးစေးတာမျိုးတွေရှိရပါတော့ဒါကြောင့်မလို့ကန်ဆာဖြစ်နေတဲ့လူတွေကဒီစိတ်အတုံးပြူတယ်ဆိုရင်ဆရာဝန်နဲ့ရက်ချင်းတွေမှန်မှန်ပြဖို့လိုတယ်ကိုကပတ်စံရှိလို့စေးတွေဝယ်တောက်နိုင်တယ်ဆိုရင်တောင်မှဒါ6လတစ်ခါတစ်နှစ်တစ်ခါဆရာဝန်ကရက်ချင်းရှိတယ်ဆိုရင်တရားတွားပြပြီးတော့ကြောက်ကက်စစ်တာတွေတွေးစစ်တာတွေလုပ်ဖို့လိုတယ်ပေါ့နော်နောက်ဆုံးနံပါတ်5ကတော့ဒီဓာတ်မှန်ရိုင်း တဲ့အခါကျရင်အတုံးပြတဲ့ဆေးတွေပေါ့နော်အဲ့ဒါကို contrast media လို့ခေါ်တယ်ပေါ့နော်ကျွန်တော်က CT scan လိုမျိုးပေါ့နော်ဒီလိုမျိုးစက်ကြီးတစ်ခုတည်းကိုဝင်ပြီးတော့ရရတဲ့အချိန်မှာတခါလေကျရင်ဒီ contrast တွေတုံးရတယ်ပေါ့နော်ဆေးအရည်တမျိုးတုံးရတယ်သူက ဓာတ်မှန်ရိုက်တဲ့ခါကျရင်ပုံပေါ်စီတယ်ဗောနော် ပုံဟိုပို့ပြီးတော့ပေါ်စီတဲ့စီတမျိုးဗောနော်အဲ့ဒါတွေအတုံးပြတဲ့ခါကျရင်ကြောက်ကက်ကိုထိခိုက်စေနိုင်တယ်လူတိုင်းတော့ဒီလိုမျိုးဖြစ်စေရတော့မဟုတ်ပေမဲ့တစ်ခါလေကျရင်တချို့လူနာတွေမှာဆိုရင်ကြောက်ကက် cell တွေယောင်ပြီးတော့ပြက်စီသွားတတ်တယ်ဗောနော်ဒါကြောင့်မလို့ဒီစေးတွေကလည်းဆရာဝန်ညွှန်ကြားချက်အတိုင်းပဲအတုံးပြရတာဗောနော်ကျွန်တော်ပြောခဲ့တဲ့စီဝါ၅မျိုးကဘာတွေလဲဆိုရင်နံပါတ်၁ကတော့အကိုက်ခဲပြောက်စီဗောနော်အကိုက်ခဲပြောက်စီထဲမှာမှအမျိုးသားတွေအများကြီးရှိတယ် IPP fan ရှိတယ် Diglo fan နဲ့ရှိတယ် Naproxen ရှိတယ်နံပါတ်1ကပဋိစီဝါဆေးပေါ့နော်ပိုတက်ဆေးတွေ antibiotic တွေအဲ့ဒီအချိန်မှမှာ amylogly ကိုစားရှိတယ် vancomycin ရှိတယ် colistin ရှိတယ်နံပါတ်2တွေးတူးကြဆေးပေါ့နော် အဲ့ဒါက ACI တို့ ARB တို့တော့ဗောနော် NLBRE တို့လိုစာတန်တို့နံပါတ်၄ခါကျတော့ chemotherapy ဗောနော်ကန်ဆာဖြစ်တဲ့ခါကျရင်ကုရတဲ့ဆေးတွေဗောနော် cisplatin တို့ methotrexate တို့နံပါတ်၅ခါကျတော့ဒီ CT scan ဓာတ်မှန်အကြီးရိုက်တဲ့ခါကျရင်အတုံးပြရတဲ့ contrast တွေဗောနော်ဒါဓာတ်မှန်အသေးတွေရိုက်တဲ့ခါကျရင်တော့ဒီရတယ်မလိုဘူးဒါပေမဲ့ဓာတ်မှန်အကြီးရိုက်တဲ့ခါကျရင်ကျွန်တော်ပြောခဲ့လို့ဒီလိုမျိုးဆက်အကြီးသေးဝင်ပြီးတော့ရိုက်တဲ့ခါကျရင်တော့ဒီဆေးတွေအတုံးပြရကောင်းပြရနိုင်တယ်အဲ့ခါကျရင်တော့လိုတယ်ဗောနော် အဲ့တော့ဒီလိုမျိုးစီးပွားတွေကြောင့်ကြောက်ကတ်ထိရဲ့အခါကျရင်ဘယ်လိုလက္ခဏာတွေပေါ်လာတက်လဲပေါ့နော်ကြောက်ကတ်တာထိလာပြီဆိုရင်တော့စီးပမာဏတွေနည်းလာတယ်စီးမတော်တော့တာမျိုးတွေဖြစ်လာတတ်တယ်ရေပြင်းဆွဲတာတွေမျက်နာတွေခြေလက်တွေဖောရောက်တာမျိုးတွေဖြစ်လာတတ်တယ်လူကမအီမတာဖြစ်တာအန်တာတွေဖြစ်လာတတ်တယ်မောပန်းလွယ်တာမျိုးတွေဖြစ်လာတတ်တယ်ခေါင်းမူးတာတတိလက်တာမျိုးတွေဖြစ်လာတတ်တယ်တွေးအားနည်းလာတာတွေဖြော့ဖြော့ကြီးဖြစ်လာတာမျိုးတွေဖြစ်တတ်တယ်အစာအိမ်နာတာတွေအစာမချေတာတွေဖြစ်လာတတ်တယ်တွေးပြီးအားတွေကပုံမှန်မဟုတ်တော့တာမျိုးတွေဖြစ်လာတတ်တယ်ဒါက ကြောက်ကထိခိုက်တဲ့လက္ခဏာပေါ့နော်ဒီဟာကိုလည်း ကျွန်တော်ဗီဒီယိုအသေးစိတ်လုပ်ထားပေးတာရှိပါတယ်အဲ့ဒါတွေကိုလည်းမကြည့်ရသေးဘူးတစ်ချက်တော့တွားကြည့်ကြည့်ပါနောက်တစ်ခုကဘဒူတွေကဒီစေဝါးတွေတောင်းတဲ့အခါကျရင်ဘလို့အန်အန်ရယ်ပို့ရှိနိုင်လဲပေါ့နော်အဲ့ဒီထဲမှာဗာနံပါတ်1ကတော့ဒီတက်ကျွေးရတွေကအသက်60ကျော်လာပြီဆိုရင်တော့ဒီဈေးတွေကိုဆရာဝန်ညွှန်ကြားချက်တိုင်းတရားလေးတောင်းတင်တယ်နောက်နံပါတ်2ကစီချိုယောဂါတွေနံပါတ်3တွေးတိုးယောဂါရှိတဲ့သူတွေနံပါတ်4ကရေမြများမတောက်တတ်တဲ့သူတွေပေါ့နော်ရေလုံလုံလောက်မတောက်တဲ့သူတွေကလည်းဒီဈေးတွေတောင်းရင်အန်ရယ်ရှိတတ်တယ်အခါကျရင်တချို့လူတွေကဈေးတစ်မျိုးတည်းတောက်တာမဟုတ်ဘဲနဲ့ဈေးတွေ ၄၅မြူလောက်တွဲပြီးတော့တောင်းနေရတဲ့တူတွေဆိုရင်လည်းကြောက်ကတ်ထိနိုင်ချေများတာပေါ့နော်နံပါတ်6ကတော့ငကူတွေဟိုကကြောက်ကတ်ယောဂရှိနေတဲ့တွေကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲကြောက်ကတ်တွေးကြောချင်းရှိတဲ့တူတွေကလည်းပို့ပြီးတော့အနေရှိတယ်ပေါ့နော်အဲဒီလိုမျိုးအနေပို့ရှိတတ်တဲ့တူတွေကကြောက်ကတ်ထိတဲ့ဈေးတွေတောက်တဲ့အခါကျရင်ဒတိထားတဲ့နဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲလိုက်နာတဲ့နဲ့ ကိုကကြောက်ကက်ကိုမထိစေချင်ဘူးတခြားဆေးတွေရွေတောက်ချင်ဆိုရင်တော့ပါရာစီတမောပေါ့လေပါရာစီတမောကတော့ကြောက်ကက်ကိုဓာတ်ရိုက်သွားပြီးတော့ထိစေတာတော့မဟုတ်ဘူးကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ထားသေးတယ်ပါရာစီတမောဘယ်လောက်တောက်တယ်ဆိုရင်ကြောက်ကက်ထိခိုက်စေနိုင်လဲပေါ့နော်ဒါပေမဲ့တော်တော်များများပါရာစီတမောတောက်တဲ့ပုံစံကတော့ကြောက်ကက်ထိခိုက်စေတဲ့ထင်တော့တိတ်မပါဘူးတချို့နာတာရှည်ဝေဒနာတွေကပါရာစီတမောကိုနှိရှိလာများ ဇက်တိုင်နေ့တိုင်းတောက်နေတယ်ဆိုရင်တော့ကြောက်ကထိတာရပါတော့ခါနေဝိုးယူမတစ်ခါပါတော့တလမှာတစ်ပတ်လောက်တောက်နေတယ်ဆိုရင်တော့ပါရာစီတမောကကြောက်ကထိထိနိုင်ချီတော့နေတာပါလေဂျန်နက်စီထက်ဆိုင်နောက်တစ်ခုကတော့အပူပေးကူတာပါတော့ကြက်ထုတ်ထိုးတာမျိုးပါတော့အပူကြက်ထုတ်ထိုးတာမျိုးတို့ဒါရေခဲကြက်ထုတ်ထိုးတာမျိုးလုံးလို့ရတယ်ကိုလည်းလှုပ်ရှားမှုတွေကလည်းခြေလက်တွေကိုက်ခဲတာကိုတတစီနိုင်တယ်ပြီးရင်အစားအတောက်ထိန်းကြီးတာတွေပါတော့ဒီအစီများတာတွေရှော့စားတာတွေစီကြောစားတွေရှော့စားတာတွေကလည်းကျမကြီးနဲ့ညီညွတ်အောင်စားတာတွေကလည်း ခြေလီလက်တွေကြိုက်ခဲ့တာကိုလည်းအတိုင်းအတာတခုကြီးရောကြစေနိုင်တယ်။နံပါတ်5ကတော့ကိုလေးချိန်ထိန်းတာပေါ့။နံပါတ်6ကကြတော့ ဘေးထွက်ဆိုဂျူနေတဲ့ဈေးဝါးတွေကိုကိုကဆရာဝန်နဲ့တိချာတိုင်ပင်ပြီးတောက်တာပေါ့နော်ဒါတွေကလည်းကြောက်ကက်ကြမ်းမိုက်အတွက်ပို့ပြီးတော့ကောင်းမွန်စေတယ်ပေါ့နော်အဲ့တော့နောက်ထပ်အတိပေးစရာလေးကတော့ဒီကြောက်ကက်ကိုကာကွယ်ဖို့အတွက်ဈေးဝါးတွေကိုအတုံးပြုပြီးဆိုရင်ကိုက POM ဆိုတဲ့ဈေးဝါးတွေအလုံးတုံးပြီးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပေါ့နော်ဒီညမှာ OTC နဲ့ POM ဆိုပြီးတော့အင်္ဂလိပ်ဈေးနှစ်မျိုးရှိတယ် OTC ဆိုတာကဆရာဝန်ညွှန်ကြားချက်မလိုဘဲနဲ့ဈေးဆိုင်မှာအလွယ်တကူပဲတောက်လို့ရတဲ့ဈေးတွေ POM ဆိုတာကဆရာဝန်ညွှန်ကြားချက်လိုတယ်ဆရာဝန်နဲ့တေချာတိုင်ပင်ရတယ်ဆရာဝန်နဲ့စမ်းတက်ရတယ်လိုအပ်ရင်တွေးဆရတယ်စီးဆရတယ်ဓာတ်မှန်ရရတယ်ဒါကြီးလုတ်ပြီးတဲ့အခါကျမှပဲ POM ဆိုတဲ့စီဝါတွေကိုတုံးဆွဲတက်နေပါတော့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက POM စီဝါတွေကိုတငယ်ချင်းတွေပြောလို့ပဲဖြစ်ဖြစ် online ကနေတွေးလို့ပဲဖြစ်ဖြစ်အလွယ်တကူရှောက်ဝယ်တောင်းမိတဲ့အခါကျရင်ကြောက်ကွက်ကိုထိစေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဆရာဝန်နဲ့တိုင်ပင်မှာသူတို့ပြ POM နေပေးလာပြီဆိုရင်လည်းညွှန်ကြားချက်ရှိတဲ့အတိုင်းပဲစေးတောက်ပါပြီးရင်စီဝါတွေကို အကြိုက်သုံးတာမျိုးတွေရှောင်းပါတော့အကဲသုံးရမယ်ဆိုရင်လည်းဆရာဝန်နဲ့တိချာပြီးတော့မေးပါတော့ရေလည်းမများတောက်ဖို့လိုတယ်တနေ့ကိုရေနှစ်ဘူးသုံးဘူးလောက်တောက်မှရမယ်ဒီလိုမျိုးကြောက်ကက်ထိတဲ့ဆေးတွေတောက်ပြီဆိုရင်တော့မဖြစ်မနေရေများတောက်ဖို့လိုကိုလိုတယ်နံပါတ်5ကကြောက်ကက်လှုပ်ဆောင်ချက်တွေကိုလည်းမှန်မှန်စစ်စစ်ပါတော့ဒါကတော့တွေးတူယောဂဓမ္မတို့စီချိုယောဂဓမ္မတို့နာရာရှိဝေဒနာတယ်တို့ပါတော့သူတို့တောက်နေတဲ့ဆေးတွေထဲမှာကြောက်ကက်ထိတဲ့ကြောက်ကက်ထိစေနိုင်တဲ့ဆေးဝါးတွေပါတတ်တဲ့အကြောင်းမလို့ကျွန်တော်တို့ကဆရာဝန်တွေကရက်ချိန် ်ချိန်ထားတဲ့ဆိုရင်တော့မဖြစ်မနေပြပါဘာဖြစ်လို့လဲဆိုတော့တခါလေကျရင်တွေးတိုးထိန်းနိုင်တာပဲစီချိုထိန်းနိုင်တာပဲဆရာဝန်ပြဆရာမလိုဘူးလို့ထင်ကောင်းထင်နေမယ်တို့တော့ကိုတောင်းနေတဲ့စီဝါတွေကရေရှည်ကြရင်အတိုင်းတားတစ်ခုထိတောက်ပြီးတဲ့အခါကျရင်ကြောက်ကက်ထိတာတို့အသေးထိတာတို့ဖြစ်လာတတ်တယ်ဒါတွေကိုပြန်ပြီးတော့စစ်ဆေးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ပုံမှန်စစ်ဆေးဖို့လုပ်ဖို့လိုတယ်ရက်ချိန်တွေပုံမှန်ပြဖို့လိုတယ်ပြီးရင်အရက်တောက်တာတွေကိုလည်းကန်တက်ဖို့လိုတယ်ပေါ့နော် တော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကကြောက်ကတ်ထိပြီဆိုရင်တော်တော်လေးကိုမလွယ်တဲ့ကိစ္စတစ်ခုပဲဟိုကြောက်ကတ်တာပြတ်သွားပြီဆိုရင် လုံးဝပြတ်သွားပြီဆိုရင်ကြောက်ကက်ဆေးရတာမျိုးတွေရှိလာနိုင်တယ်ဒါမှမဟုတ်လည်းကြောက်ကက်အစာထိုးရတာမျိုးတွေရှိလာနိုင်တယ်ကြောက်ကက်ဆေးပြီဆိုရင်ဒါတပတ်ကို၄၅ရက်တော့အတားလေးကုန်တယ်ကြောက်ကက်အစာထိုးပြီဆိုရင်တော့တိန်း900ကနေတိန်း1000လောက်အထိရတော့အောက်ထစ်ကုန်တယ်ပေါ့နော်ဒါကြောင့်မလို့ကြောက်ကက်ဖြစ်ရင်တတော်လေးခံစားရတယ်တတော်လေးမောပါတယ်တတော်လေးစိတ်ညစ်ရပါတယ်ဖြစ်လာပြီဆိုရင်လည်းကုမှပဲရပါတော့တယ်မကုပဲထားရင်အတက်အအနေဆုံးရှုံးနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အခု ကြည့်နေတဲ့လူတွေကကြောက်ကဘာမှမဖြစ်ခင်မှာဒီစီဝါ၅မျိုးကိုမဖြစ်မနေတည်တက်ပါတယ်အကယ်၍ကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်ဒီစီဝါတွေတောင်းနေတယ်ဆိုရင်လည်းသူတို့ကိုဒီဗီဒီယိုကိုပြပေးလိုက်ပါသူတို့ဆင်ခြင်စရာရှိရာဆင်ခြင်ထားဖို့လိုပါတယ် အဲ့တော့ဗီဒီယိုဒီတိကြည့်ပြတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့စီဝါနဲ့ဆိုင်တဲ့ဘူဒူတာတွေဒီကြောက်ကနဲ့ဆိုင်တဲ့ဘူဒူတာတွေကျမ်းမာရေးနဲ့ဆိုင်တဲ့ဘူဒူတာတွေကိုမျှဝေပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို like subscribe လုပ်ထားပါ notification icon လေးကိုလည်း on ထားပေးပါကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ